ဟယ်လို guys ကိုပုံလေးတွေကိုကိုလိုချင်တဲ့ photo theme လေးပြောင်းဖို့ကျွန်တော်တို့ chat gpt မှာနေလုပ်လို့ရနေပါပြီပထမဆုံးကျွန်တော်တို့ chat gpt ထဲဝင်လိုက်ပါတော့ပြီးလို့ရှိရင် plus sign လေးနေရာမှာကိုထည့်ချင်တဲ့ပုံလေးကိုထည့်လိုက်ပါတော့ပြီးလို့ရှိရင်ကိုပြောင်းချင်တဲ့ photo theme လေးကိုစာလေးရိုက်လိုက်ရုံနဲ့သူ့အရင်ကနေ auto ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လက်ရှိစမ်းကြည့်သလောက်ပေါ့နော်သူ့ AI ကနေပြန်ထုတ်ပေးတဲ့ photo တွေရဲ့ result ကဒီကျွန်တော်တို့ color concept အပိုင်းမှာကောကျွန်တော်တို့ photo quality အပိုင်းမှာကောတော်တော်လေးကောင်းနေတဲ့ပါလာတွေ့ရပါတယ်ခင်ဗျာ ဒီလိုမျိုးကိုပုံလေးတွေကိုကိုကြိုက်တဲ့ဖိုတိုသင်ပြောင်းလာတခုတည်းမဟုတ်ပဲねပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ ChatGPT မှာစာလေးရိုက်လိုက်ရတဲ့အချိန်မှာကိုလိုချင်တဲ့ပုံတွေကို create လုပ်ခိုင်းလို့ရနေပါပြီခင်ဗျအားလုံးသိတဲ့အချိန်မှာသူ့ AI ကငါတို့ကကောင်းပြီသားဆိုတော့ကျွန်တော်ထွက်လာတဲ့ဖိုတိုတွေရဲ့ result ကလည်းပြောစရာမလိုအောင်ကောင်းတယ်ပေါ့နော်သူပြန်ထုတ်ပေးလိုက်တဲ့ဖိုတိုတွေကိုလည်းပေါ့နော်ကျွန်တော်တို့ကစာလေးရိုက်ပြီးတော့လိုသလိုမျိုး edit လုပ်လို့ရပါသေးတယ်ခင်ဗျအဲ့ဒီရတော့ဥပမာအနေနဲ့ပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးတွေကိုစာရိုက်ပြီးတော့သူ့ရံကိုကျွန်တော် generate ပြန်လုပ်ခိုင်းတာတဲ့ဖိုတိုလေးတွေပဲဖြစ်ပါတယ်ခင်ဗျ။ ဒီ function လေးကတော့ ChatGPT မှာကျွန်တော်တို့ပြီးခဲ့တဲ့ method 32ရက်နေ့ကနေစပြီးပါလာတော့ပေါ့နော် free user တွေတော့ကပေါ့နော်တရက်မှာတက်မှတ်ထားတဲ့ limit ရှိတယ်ဆိုပေမဲ့လည်းတကယ်ကိုမိုက်တဲ့ AI လေးမလို့အားလုံးကိုသုံးကြည့်ဖို့ကျွန်တော်အကြံပေးပါရခင်ဗျဗီဒီယိုလေးကိုသုံးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရခင်ဗျ